အခုပဲကျွန်တော်နေဆက်နားဘက်ကပြန်တက်လာတာเนาะဟိုမှတွားနေတော့ရှိသေးတယ်မနက်ကပြောတာတီကီကိုဘုံလာကျဲွားတယ်ပေါ့เนาะတရင်ကြအခုတရင်ထဲမှာတက်လာပြီเนาะဒီမှာဗီဒီယိုဖိုင်လေးမှာကျွန်တော်ပြမကြည့်ပါเนาะဘာဖြစ်လို့ ဲတွေ့တဲ့အတိုင်းပဲအဲ့ဓာတွေအားလုံးဟာလက်နဲ့ကင်ဒီတရားမှမပေါ့နော်ထိုင်းဘက်ကိုဖွက်ပြေးလာရတဲ့ဘာမှမဆိုင်ဘဲနဲ့တီးတဲ့ဘုံလာကျဲတဲ့အာနာသိစစ်တပ်ကိုလုတ်ရက်ကြောင့်ကိုယ်နိုင်ငံတွေကပြည်သူကသူများနိုင်ငံတွေကိုထွက်ပြေးရတာအဲ့တော့ဟိုနေ့အားလုံးကဘုံတို့ရွာမှာဘုံကျဲတာကိုဟိုအရေးခြုံထားတဲ့ပါလာစီကငပောက်ကဘာဖြစ်တယ်ဒီအာစီမီတပိတ်လုတ်လို့ ဘုံကျဲတာအကျမ်းဖတ်ဖို့လှုပ်လို့ဘုံကျဲတာဆိုတော့အဲ့မှာကြောင်းသားအရွယ်ခလေးငယ်တွေပါတယ်အတက်မပြည့်သေးတဲ့ခလေးတွေပါတယ်မင်းတို့ကမင်းတို့ပြောတော့တိုင်းမျိုးကိုစားပြုတဲ့စစ်တပ်ဆိုအဲ့လိုဘုံကျဲတယ်ဆိုရင်ကိုယ့်ကိုတိုင်းမျိုးကိုစားပြုတဲ့စစ်တပ်လို့လက်မခံနဲ့အဲ့ဒါဆိုမင်းတို့ငါတို့ဘာမှမပြောဘူးနော်မင်းတို့ကြိုက်တာလို့အဲ့အဲ့လိုမျိုးတိုင်းမျိုးကိုစားပြုတဲ့စစ်တပ်ငါတို့ကပြည်သူကိုစောက်ရှောက်တဲ့စစ်တပ်လို့စကားပြောပြီးခွေးဆက်ခင်းမယ်ဆိုရင်ကိုအစ်စင်ကိုကိုတိပြီးတော့ တိုင်းပြည်ကိုကိုစားပြုတဲ့စစ်တပ်ဟာအကြမ်းဖက်တမားပဲရှိရှိဘာပဲရှိရှိဒီနေရာမှာပြည်သူတွေရှိတာသိရင်ဘုံကျဲချစရာအကြောင်းမရှိဘူးရှင်းလားအဲ့ဒါထမင်းစားတဲ့လူတိုင်းတိတယ်အဲ့ဒါထမင်းစားတဲ့လူတိုင်းတိတယ်နော်ဒါကြောင့်မလို့အခုဒီမှာကြည့်လိုက်လက်တွေ့ကဲဒါအကြမ်းဖက်လို့ပြောအောင်မထီကီဒေတာမှာသတင်းနိုင်တိုင်းထီကီဒေတာမှာတွတ်သူနေတဲ့ပြည်သူတွေရဲ့အိုးအိမ်တွေပေါ်ကိုဘုံအလုံး40စစ်ကောင်စီကလာကျဲလို့ပြည်သူတွေအကုန်လုံးထွက်ပြေးရတယ်ကတိ အဲ့ဒါကလက်ရှိတနင်္လာနေ့တိုင်းမှာဆို PDF တွေရှိတယ် KNU ရှိတယ်မွန်လက်နက်ကင်အဖွဲ့တွေရှိတယ်အဲ့ဒီလက်နက်ကင်တွေကဘာမှဆိုင်ပြည်သူကိုတမင်သက်သက်လိုက်ကျဲတာဘာဖြစ်လို့သူတို့လုပ်တာလဲအခုတင်းကျိုးရက်မှာမြို့ပေါ်တွေသူတို့အုပ်ချုပ်မှုအောက်မှာရှိနေတဲ့မြို့ပေါ်တွေမှာပျော်ပွဲရှင်ပွဲလုပ်ပြီးတော့ဆွဲဆောင်ထားတယ်ဒါကိုအပျော်နဲ့မြားရင်ဘာမှအတိတရားမဲ့တဲ့ကျွန်ယူတွေကသွားပြီးတော့ကမင်းကျော်ထတယ်အမီးနှံ့ပြီးတော့ခုံကြတယ် ဟမ်မိုးဦးကျရွာမိုးရွာလို့ချင်းအမီးထောင်ပြီးတဲ့နွားလေးလိုပဲကိုယ်တိုင်းပြည်ဘလို့ဖြစ်နေလဲမသိဘူးအပျော်နဲ့တာမြားအကုန်ပါတဲ့နော်အခုကျွန်တော်ဒီနေ့သွားတာခြေပြတ်နေတယ်လက်ပြတ်နေတယ်နော်ရဲဘော်တွေအဲ့ဒီဆေးကြောင်တွားကြည့်တာသူတို့ကိုကြည့်ပြီးကျွန်တော်တွေးကြည့်တယ်ငါတို့တိုင်းပြည်မှာဒီလူတွေအပေါ်ကိုကိုချင်းစာစိတ်လေးရှိမယ်ဆိုရင်ဒီတော်လှန်ရေးကပြီးခဲ့တာကြာပြီလို့နော်အခုစစ်တပ်ကမလုပ်ထားတယ်မြို့ပေါ်တွေပါကိုအပျော်နဲ့မြားပြီးတော့ပျော်ပွဲရှင်ပွဲလုပ်ပေးထားတယ် ပြီးတော့စစ်တပ်ဝါဒပြန့်တဲ့ကောင်တွေကဓမ္မကြီးဗာအေဂျန့်နဲ့နေရာဆိုတာဒီနေရာကိုပြောတာလက်နက်ကင်တဲ့ကောင်တွေမရှိဘူးဒါလို့အေဂျန့်နဲ့ဒါဟာလူ့ခွင့်ရေးအပြည့်အဝရတယ်ပြီးတော့တော်လိုင်းအင်အားစုတွေစိုးမိုးထားတဲ့ဒေတာတွေကိုဘုံနဲ့လိုက်ခဲ့တယ်အဲ့ဒါလက်နက်ကင်တွေရှိလို့စစ်မဲ့ရေးရဖြစ်တာလားဒီစစ်တပ်ကလုံရဲ့ကြောင့်ဖြစ်တာလားနော်အဲ့ဒါကိုနားကောင်းမှမတည်ဘူးငါတို့ကကြုံဘဝရောက်နေတာငါတို့ကငါတို့ရဲ့စိတ်ဓာတ်တွေကိုဖြစ်စည်းခံထားရတာ ငါတို့အဆင့်ဟာအပျော်နဲ့မြားလိုက်တာနဲ့အမှန်တရားဆိုတာကိုပြစ်ချပြီးတော့အမိနဲ့ပြေးတဲ့ခွေးလောက်ပဲဆိုတာကိုကိုယ့်ကိုတိဖို့လိုတယ်။နော်ဒီစကားတွေပြောလို့ရှိရင်တချို့တင်တာမင်းတို့ကနိုင်ငံရေးနေရာကပါတယ်။အဲအနိုင်ငံရေးနေရာမှာမင်းစောက်ပင်းတော့မချနဲ့။မင်းထစားနေတဲ့ထမင်းလောက်ကစားနိုင်ငံရေးတွေလား။ဒီနိုင်ငံရေးကောင်းရင်မင်းအဲထမင်းလောက်ကိုတက်တော့ကတာစားလို့ရမယ်။ဒီနိုင်ငံမှာအခုလိုအာနာရှင်မှွေတင်တိုင်းမှွေနေအာနာမတိန်ကြီးကစံတိတ်ဘလောက်လဲ။အာနာတိန်ပြီးအခု၅နှစ်ကြာတော့စံတိတ်ဘလောက်ဖြစ်သွားပြီလဲ။ အဲ့တော့ဒါလေးကိုတိဖို့လိုအပ်တယ်အတိတရားတွေတားမမဲ့ကြပါနဲ့เนาะအဲ့တော့ကျွန်တော်ပြောမယ်အခုစစ်တပ်ကလှုပ်လှုပ်နေတာသူတို့အုပ်ချုပ်ထားတဲ့မြို့ပေါ်တွေမှာအပျော်တွေနဲ့မြားပြီးလူစုလူဝေးလှုပ်နေတယ်နယ်ဘက်တွေမှာဒီတော်လိုင်းအင်အားစုတွေစိုးမိုးထားတဲ့ဒေသကိုလက်နက်ကြီးနဲ့ပစ်တယ်စစ်တောင်းထိုးတယ်ဘုံသံနဲ့လေရင်နဲ့ဘုံကျဲတယ်အဲ့တော့ပြည်သူတွေရင်ထဲမှာစစ်ကိုကြောက်အောင်လုပ်တာသူတို့ရုံမှန်သလိုတော်လိုင်းဘက်ကလူတွေကပြန်လှုပ်မယ်ဆိုရင်ဘာတွေဖြစ်ကုန် လုံလို့ရတယ်နော်လုံလို့ရတယ်အခုပျော်ပါနေတဲ့လူတွေကိုဘီတော်လိုင်းဘက်ကလူတွေလာနော်အနိုင်ရရဲ့တစ်ခုတည်းအတွက်နဲ့ဘာဥပဒေမှမကြည့်ပဲတောက်ပြန်မယ်ဆိုရင်မตาထတ်သွားမှာနော်အခုဘုံတို့ရွာမှာမိုးမြလွတ်နေတဲ့သူတွတ်တူဘာစီမီမဲလို့လို့တတိကျွရဲ့မိဘုံမှလွတ်တာဘုံလာကျဲစရာအကြောင်းရှိဘူးတီတူမန်းတည့်ရတဲ့နဲ့ဘုံကျဲချပစ်ဘာလို့တာတီတူကိုအကြောက်တွင်းတာ โอเคအဲ့ဒါဆိုငါတို့တော်လိုင်းဘက်ကလူတွေအခုမုံရစစ်တပ်ကလှုပ်တဲ့ပွဲဟမ်ဂွင်းလုံးရှန်လုံးပြည့်ခွဲခြားပလိုက်လို့ရတယ်ဟမ်ဘာဖြစ်ကုန်လဲအဲ့တော့ပါဇက်နဲ့ပြောနေတဲ့အတ္တိတရားရှိအောင်ပြောနေတဲ့အပတ်ချမ်းဆိုရင်စောက်ကယူမဆိုင်ဘူးကြီးများတယ်လေဤဤများတယ်လေဟမ်လက်နဲ့အဲ့လိုပြစ်တတ်ပြတဲ့သူဆိုရင်တခုံးမဲ့ချင်းချင်းလေးအဲ့တော့ဒုနိုင်ငံမှာကိုယ့်ကိုယ်ဘယ်အဆင့်ရောက်နေလဲစဉ်းစားပါငါဟာဘယ်အဆင့်အတန်းနဲ့ပါနေတာလဲ နော်အတ္တိတရားမဲ့လို့နော်အပျော်နဲ့မြှားရင်ပါဝါတဲ့ဟာမျိုးအကြောက်တရားနဲ့ခြောက်ရင်ထွက်ပြေးတဲ့အောက်တန်းစားထဲမှာလားဒါမှမဟုတ်အမှန်တရားတွေ့နော်နိုင်တဲ့နေရာကရက်တည်နေတဲ့အထက်တန်းစားလားဆိုတော့ကိုယ့်ကိုစဉ်းစားသိကျင်တယ်နော်အခုဒီမှာထီထီခီမှာဘုံကျဲတဲ့တင်းလေးကျွန်တော်ဖတ်ပြပါမယ်တဝယ်မြို့နယ်ထီခီကျေးရွာကိုအန္တရာယ်စစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲတက်ခဲ့လို့ဒေသခံပြည်သူတွေယာနဲ့ချီမြန်မာထိုင်းနယ်စပ်တောထဲမှာတိမ်းရှောင်နေကြရပါတယ်အခုနှစ်မေလထီခီရှိ စစ်ကောင်စီတပ်စခန်းကိုကရင်မျိုးသားအစည်းအရုံး KNU ပူးပေါင်းတပ်ကတိုက်ခိုက်ဒိမ့်ပိုက်ခဲ့ပြီးတဲ့နောက်ပိုင်းစစ်တပ်ကထီခီရွာကိုပထမဆုံးလေကြောင်းတိုက်ခိုက်လာတာလည်းဖြစ်ပါတယ်ဘုံလာကျဲတဲ့အတွက်ပိတ်ထားတာထိုင်းဘက်ကအဝင်လက်မခံဒါပေမဲ့နယ်စပ်မြင်းပေါ်မှာတော့ဒီလိုရွာသားတွေကြတော့နယ်စပ်မြင်းပေါ်ခိုလုံထားတဲ့သဘောရှိတယ်လေငါလည်းကျဲနေတုန်းဆိုတော့လေလို့ကရင်တရင်းရင်းစစ်ဆောင်နေတဲ့အချင်းတွေကိုပြောပါတယ်ဒီနေ့အော်တိုဘားလ၈ရက်မနက်ကထီခီရွာကိုစစ်တပ်ကဝိုင်းတွဲနဲ့ စေချိန်ဘုံကျဲတိုက်ခိုက်ခဲ့ရမှာ120မမဘုံဒီအလုံး40ကျော်အတုံးပြတိုက်ခိုက်ခဲ့တာလို့ KNU မြိတ်တော်ခရင်ကသတင်းထုတ်ပြန်ထားပါတယ်။လေချောင်းတိုက်ခိုက်မှုကြောင့်နေအိမ်တွေပျက်စီးတာတွေရှိပေမဲ့လူထိခိုက်တေဆုံးအခြေအနေတွေမတိရသေးပါဘူး။အာနာတိန်စစ်တပ်ဟာလက်လို့ဆုံးချုံထားရတဲ့မြို့ရွာတွေကပြည်သူတွေကိုပြစ်မှတ်ထားတဲ့လေချောင်းစစ်စင်ရေးကိုနိုင်ငံတော်ဝင်းမှာအချိန်မြင့်လှုပ်ဆောင်နေလို့ကလင်းငယ်တွေအပါအဝင်ပြည်သူအများဆုံးတေဆုံးထိခိုက်မှုတွေမကြာခဏဖြစ်ပေါ်နေရှိပါတယ်။ နော်ဒီမှာကတော့စစ်ချောင်စခန်းပေါ့အဲ့တော့ဒီအခုစစ်တပ်ကဘုံလိုက်ကျဲနေတာတော်နိုင်ရင်အင်အားစုကိုကျဲတာလားပြည်သူကိုကျဲတာဒါလေးကိုမြင်အောင်ကြည့်ပါဒါပေမဲ့သူတို့ခေါင်းစင်တက်လိုက်ရင်လက်နက်ကင်တောင်းကျန်းရတာလို့ဘောင်းညောင်ခေါင်းစင်တက်လိုက်တယ်ဒါပေမဲ့သူတို့ကျဲနေတာကြည့်ပထမရက်ကလည်းတနင်္လာနေ့တိုင်းမှာစစ်ချောင်းဝင်သွားတယ်စစ်ချောင်းထိုးတော့အဲ့ဒီရွာထဲကိုထိုးတယ်အဲ့ဒီရွာထဲမှာအင်ဂျင်90ကျော်ရှိတာမီးရှို့သွားတဲ့တက်ရွာလုံးဒါပေမဲ့ PDF တွေနေတဲ့အိမ်ကိုထားပစ်ခဲ့တယ်ဘာလုပ်တာလဲအဲ့ဒါ ဘုံကျဲတယ်နော်ဘယ်နဲ့နဲ့ကရင် PDF မှမထီဘူးဘယ်ဘယ်တော်လိုင်းအင်အားစုမှမထီဘူးပြည်သူတွေအိမ်ပေါ်ရွာပေါ်ကျဲချတယ်ဘာလုပ်တာလဲအဲ့ဒါအဲ့ဒါအဖြေတိဖို့လိုတယ်နော်အဲ့တော့အပျော်ပန်းနဲ့မြှားလိုက်တာနဲ့ပျော်လိုက်ကြမဲ့ဟဲ့နော်အတောက်တရားနဲ့ခြောက်လိုက်တာနဲ့ကြောက်လိုက်ကြမဲ့ဟဲ့ဆိုရင်တော့ခမားတို့ဟာလေကိုမျိုးဆက်အပေါ်မှာအင်မတန်ကိုစောက်သုံးမကြတဲ့အောက်တန်းစားတွေပဲဖြစ်ကြမိခဲ့မှာတမိုင်းမှာကြီးကြီးလေးငါတို့ရဲ့ရန်သူဟာငါတို့ကိုဘလို့လုံနေတာလဲဆိုတာလေးတောင်မှ မကြည့်နိုင်တဲ့ညာနေပိတ်နေကျွန်တော်တို့ကဘယ်တော့မှလွတ်မြောက်မှာမဟုတ်ဘူးเนาะဒါကျွန်တော်ဆရာလုံးကြီးပြောနေတာမဟုတ်ဒီနေ့ရဲဘော်တွေကျွန်တော်တွေ့ရတယ်เนาะဒါထိခိုက်ဒဏ်ရရဲဘော်တွေချောက်တွေပြက်လက်တွေပြက်ကျွန်တော်ကြည့်တယ်အော်တို့တွေတိုင်းပြည်အတွက်ပေးဆက်ကတာပေးတို့တွေအဲ့လိုပေးဆက်ပြီးလုပ်နေလို့ကိုတိုင်းပြည်မှာရှိတဲ့ပြည်သူတွေကခဏကမပြည်သူတွေဆိုတာကျွန်တော်ဒီနေရာမှာပြောတာကဒီစစ်တပ်ကိုအားပေးထောက်ခံတဲ့အတန်းစားကိုကျွန်တော်ပြည်သူတို့ထည့်ပြီးတော့လူလူစကားနဲ့ထည့်ပြောနေတာမဟုတ်ဘူးเนาะတော်လှန်ရေးဘက်ကယက်တီပါတယ်ဆိုတဲ့သူကိုပြောနေတာ နော်အခုဒီဗီဒီယိုဖိုင်ထဲမှာခင်ဗျားပြောလို့ဟိုဘက်စစ်ခွေးတွေဘက်ကလာလာအကောက်တူနဲ့ပဲလာဆက်ဆက်အကောက်ဆက်ဆက်လာဆက်ဆောက်ခွင့်မဆိုင်ဘူးကျွန်တော်တို့ကိုလူလို့မတတ်မှတ်ထားဘူးလူသေးနဲ့မထည့်ထားဘူးကျွန်တော်တို့ပြောနေတာဒီတော်နန်ရေးဘက်မှာဘာလို့ကိုယ့်ကိုခံယူထားတဲ့လူတွေကိုကျွန်တော်တတိထားဖို့ပြောနေတာပါရန်သူဟာအင်မတန်ရုံညံ့တဲ့ရန်သူခင်ဗျားတို့ကိုအကြောက်တရားနဲ့ချင်းချောက်တယ်အပျော်ပါးနဲ့ဆွဲဆောင်တယ်နော်သွေးခွဲပြီးတော့တိုက်ခိုက်တယ်အဖွဲပွဲပြီးတိုက်ခိုက်တယ် ်တက်ရှူပြီးတော့တိုက်ခိုက်တယ်မျိုးစုံတိုက်ခိုက်နေတာအဲ့တော့ရန်တူရဲ့လောက်ရဲ့လေးကိုတော့မျက်စိအပြတ်မခံကြည့်ဖို့တော့လိုအပ်ပါတယ်နော်အာရွေးရပွဲပါမဆိုင်ဘူးခင်ဗျားတို့တေးရှင်ရဲ့အတက်ရေးတဲ့လွဲလို့ဘာမှမရှိဘူးလေဗျာကိုယ်နိုင်ငံမှာတေးရှင်ရေးဖြစ်နေတာလေကိုယ်အိမ်မှာမตาဖြစ်နေတယ်ကိုယ်အဖေသေးနေတယ်ကိုယ်အမေသေးနေတယ်နော်အိမ်မှာလာပြီးတော့ကခုံပျော်ပါနေကြတယ်ခင်ဗျားတို့ခံစားနိုင်တာအဲ့ဒါလေးပဲကိုရင်းစားကြည့်နော်အဲ့တော့အမှန်တရားဆိုတဲ့ဟာကြီးကြီးတဲ့ကျွန်တော်တို့ကမပြောနဲ့ လုံလောဆယ်ကိုချင်းစာတရားလေးထားတတ်အောင်တော့ကိုကိုအရင်ကြည့်ညာတော့အခုကျွန်တော်ပြောအဒီခြေတော့ပြလက်ပြရဲပေါ်တွေပင်နေတဲ့မိသားစုတွေနှင်းနှင်းဖြစ်နေတာတော့အဲ့ဒါတွေကိုကိုချင်းစာတတ်မယ်ဆိုရင်ကျွန်တော်တို့တော်လိုင်းရေးပြီးွားကြတယ်တော့အဲ့တော့တော်လိုင်းဘက်မှာပါပါတယ်ဆိုတဲ့ဒူတိုင်းဟာကိုချင်းစာတရားလေးကိုထားတတ်အောင်အရင်ကြည့်မှာပြီးမှသာလင်ဟိုဓမ္မလိုအဓမ္မလိုအမှားလိုအမှန်လိုကျွန်တော်တို့ပြောကြကြည့်နော်အဲ့တော့ကိုယ့်အိမ်မှာကိုဖေးသေးနေမယ်ကိုဓမ္မသေးနေမယ် ကိုမအေးသေးနေပဲစတဲ့ဖြင့်ကိုမိသားစုတရားတော့ဘင်းနေတဲ့အချိန်မှာဟမ်ကိုအိမ်မှာလာပြီးတော့ဂီတာတွေတီးမဲ့ပြေးဆိုမဲ့ပျော်ရယ်ပါမဲ့တောက်ရယ်စားမဲ့ခောက်ကောက်မဲ့ခုံကြမဲ့ဆိုရင်အဆင်ပြေလားဖြစ်တဲ့လားအဲ့ဒါလိုပဲဒါအိမ်တိုင်အသေးစားဒီထက်ကြီးမဲ့ဆိုရင်ရွာတရွာပြုတ်သွားမယ်ဟမ်ကိုအိမ်ကောင်းရင်အိမ်မှာနာရင်ဖြစ်နေတယ်ကိုချင်ရင်အိမ်ကကောက်ခုံပျော်ပါတောက်စားနေကြရင်အဆင်ပြေလားဖြစ်တဲ့လားအဲ့ဒါလိုပဲအိမ်တိုင်ရဲ့အဆင်ကနေရွာတရွာရွာတရွာအဆင်နိုင်ငံတိုင်းနိုင်ငံအဆင်ပဲ ျွန်တော်တို့အတူတူပဲအဝင်းဝိုင်းကျင်းတာနဲ့အဝင်းဝိုင်းကြီးကျယ်ဝါးတာပဲကွာမယ်ကိုကျင်းစာတရားတွေကအတူတူထားနိုင်ရမှာဒါမှကျွန်တော်တို့လူပိတတ်မှာအဲ့တော့မင်းတို့နှုတ်နိုင်လို့နော်မင်းတို့ဟိုမနှုတ်နိုင်တဲ့လူကိုမပြောနဲ့ဆိုတော့မှန်တယ်လုံနိုင်တဲ့လူတွေလုံလိုက်ပြီဒါပေမဲ့ကိုကြောင့်အဲ့ဒီလုံနေရတဲ့လူဝင်တော့ဝင်ဖို့မဖြစ်အောင်နေပေးရမယ်မလုံတဲ့လူတွေကမလုံလာတော့အပြစ်မဟုတ်ဘူးတော်လန်ရေးငါတို့တော်လန်ရေးဘက်ကပါနော်ဒီအာနာသိန်းတောင်လက်မခံပါဘူးអော်ပြီးတော့ တော်လန်ရေးဘက်ကလည်းပြောသေးတယ်ကိုယ့်ရဲ့နေမှုထိုင်မှုပြောမှုဆိုမှုလုပ်မှုကိုင်မှုတွေဟာကိုယ်လုံနေတဲ့ဒူတွေကိုအနှောင့်အယှက်ဖြစ်เสียဖြစ်နေပြီဆိုရင်ဒါတော်လန်ရေးဘက်ကလို့ကိုယ့်ကိုတတ်မှတ်လို့မရအောင်เนาะဒါကြောင့်မလို့အခုကျွန်တော်နိုင်ငံမှာမင်းအောင်နိုင်ကိုကြိုက်လာမင်းအောင်နိုင်အာဏာသိမ်းတာကိုလက်ခံလာကြိုက်လည်းမကြိုက်ဘူးလက်လည်းမခံဘူးဒီအာဏာချစနစ်တည်းမလိုချင်ဘူးဒီကောင်တွေကြချုံတာကိုလည်းကြိုက်တယ်အဲ့ဒါဆိုရင်ကိုကနံပါတ်1လုံနိုင်လို့မလုံနိုင်ဘူးလားကိုလို့ကိုလို့ပါဒါပေမဲ့ကိုကြောင့် လုံနေတဲ့သူတွေဝင်တော့ဝင်ဖို့ထပ်ဖို့အောင်မနေမိပါစေနဲ့ဒါလေးကိုအလုံးညီကိုမောင်နှမစိတ်နဲ့ကျွန်တော်ရှင်းပြတာပါကျွန်တော်ပြောတဲ့စကားမှားတယ်ဆိုရင်ပြောလို့ရပါတယ်နော်ကိုအတ္တိတရားနဲ့ကိုစဉ်းစားပါနော်ကိုအိမ်မှာအတုပဖြစ်နေမယ်ကိုရွာမှာအတုပဖြစ်နေမယ်ကိုနိုင်ငံမှာအတုပဖြစ်နေတယ်အခုကျွန်တော်တို့နိုင်ငံမှာဘာဖြစ်နေလဲအတုပဖြစ်နေတာတနေ့တနေ့ပေတာထက်နေတယ်အဲ့တော့ ကိုချင်းစာတရားလေးကိုကျွန်တော်တို့ထားလိုက်ကြမယ်ဟေ့ဆိုရင်အော်ဟိုရောမဘုံကျဲသွားတယ်ကွာဒီကောင်တွေတော်တော်ယုံမာတာပဲသူတို့သူတို့အောက်ချောက်တာကိုလက်မခံရတဲ့ဒေတာမှန်တယ်မြောက်ဒလိုလိုက်ပြီးဘုံကျဲနေမယ်ဆိုရင်အခုငါတို့ယွာငါတို့ဒေတာငါတို့မြို့ဟာလေဒီကောင်တွေကအခက်မတင်ချက်ချင်းဘုံကျဲဖို့ဝင်မလဲတဲ့ကောင်တွေပါလားဆိုတဲ့အတိလေးကိုတော့လူတိုင်းတင်နိုင်ကြမယ်ထင်ပါတယ်ကျွန်တော်ဟုတ်တယ်နော်အဲ့တော့အဲ့လိုအတိလေးတည်လာမယ်ဆိုရင်ကျွန်တော်တို့ဟာဒီကောင်တွေရဲ့ဖျားယောင်မှုတွေးဆောင်မှုတွေးခွဲမှုချောက်လန့်မှုအောက်မှာကျွန်တော်ကြာရှုံးစေရ လိုလားမလိုဘူးလားအဲ့ဒါလေးကိုစဉ်းစားသိချင်တယ်နော်ယန္တုကတော့ယန္တုပိဒဆိုတာသူအနိုင်ရအဲ့အတွက်လုပ်နေတယ်ကျွန်တော်တို့ဘက်ကပြန်လုတဲ့နေရာမှာကိုနေ့ကပြောအပီသူထိခိုက်မှာစိုးလို့ဟဲ့ရတာပေါ့ဦးကျွန်တော်တို့လေဟမ်ဒီကောင်လေးအပျော်ပါနဲ့ဖျက်ချောက်လာအဲ့ဒီအပျော်ပါတွေမပျော်ရအောင်လူတွေတတ်ပြလိုက်မယ်မရဘူးလားမရဘူးလားရတယ်လွလွယ်လေးတိုင်းမှာဖြစ်လေအတက်တွေကိုရီတော်လှန်ရေးဘက်ကလူတွေကပြည်သူတယောက်ချင်းအတက်ကိုတန်ဖိုးထားတယ်။ဟိုမှာဒီကျွန်တော်ပြောပြမယ်အခုမြို့တွေမှာ ယူဂျီတွေဘာကြောင့်ပါသွားတယ်တိလားယူဂျီအသက်ဆိုရင်မြို့မှာပုံရှိုးခွက်ရှိုးအငတ်ခံဒုက္ခမျိုးစုံခံပြီးတွားနေရတယ်ပြင့်မှန်သွေးလို့ရှိရင်ဒီပြင့်မှန်ကိုပြစ်ဖို့အတွက်အစင်းစင်းတင်ရတယ်အထက်တင်လာတင်လာတင်လာနောက်ဆုံးတင်ပြီးွားလို့နောက်ဆုံးအဆင့်ကမပြစ်နဲ့လို့တခွန်းပြောလိုက်တာနဲ့တွားပြစ်ခွင့်လုံးဝမရှိတော့အဲ့ဒါကိုတွားပြစ်ချက်ချင်းစစ်ခုံရုံးဖမ်းပြီးပို့ကန်တည်တယ်အဲ့တော့ဘာဖြစ်လဲ UG တွေကသူတို့ဒုက္ခအရောက်ခံပြီးနေလာပြီးမှ ြစ်မှန်တွေ့မှပြစ်ခွင့်တောင်းတာတော့ပြစ်လို့မရဘူး။သူတို့မိွားကြည့်။ကျွန်တော်တို့တိုင်းပြည်မှာအဲ့လောက်ထိဒုက္ခရောက်တယ်။အဲ့တော့ဖိုဘက်ကအကောင်တွေပောက်ပန်း40အစစ်မရှိအတန်းမရှိအချင်းမရှိလူတန်ဖို့မရှိပြောချင်တဲ့ပြောတယ်တဲ့စကားအောင်နဲ့ကိုတီတရားနဲ့နှိုင်းရှင်ကြည့်ပါ။နော်အခုဒီတော်လိုင်းပြည်ပြည်မှာမီစီမီပူဇော်နေတယ်။နော်တီတူမှန်းတိတယ်။ဒါမှကလေးတွေလည်းရှိတာ哦။ဘုန်းနာကျဲတယ်။ပြည်သူမှန်းတိရတာကျဲတယ်နော်။တတိယမီထုံးပျော်ပါနေတာပဲသား။ မြို့တွေမှာပျော်ပါးကားခုံနေတယ်တော်နိုင်ဘက်ကလာလောက်တယ်အဲ့ဒါအဖြေပဲလာလုံးလို့ရတယ်မရဘူးလို့မပြောနဲ့တိလားအခုကျွန်တော်တို့ကြားနေတာနောက်ဆုံးစစ်တပ်ကမနိုင်လို့ရှိရင်တဲ့သူလက်တ်မွေးထားတဲ့ပြူစောတီးတွေကိုအဲ့ဒီမြို့တွေမှာဘုံခွဲပြီးတော့ပြည်သူကိုတတ်ပြပြီးတော့အဲ့ဒီလောက်ရဟာ PDF တွေလောက်တာပါလို့နိုင်ငံတကာကိုလိန်ဖို့အထိဒီကောင်တွေကကြိုးပမ်းထားတယ်လို့ကျွန်တော်တို့ဒီဖရဲတီတွေကသိထားတယ်နော်ဒါကြောင့်မို့လို့အဲ့ဒီအခြေအနေဖြစ်လာလို့ရှိရင် မတတ်နိုင်ဘူးနော်ဘာဖြစ်လို့ဒီကောင်လေးစီမှာ PDF တွေရှိရသိမ်းထားတဲ့လက်လုံတနတ်တွေနော်ဒါတွေအကုန်ရှိတယ်အဲ့ဒါတွေနဲ့မြားပြီးတော့ဝိနည်းကပြောသလိုပြီးစောဒီလင်းကားကောင်တော့ဘုံခွဲခိုင်းရင်အာဒါ PDF ပါမှာဖမ်းမိပါပြီအဲအဲ့ဒီအကွက်လုံးမှာပြီးရင် PDF တွေအကြက်ပဲလုံနေပါလားဆိုရင်နိုင်ငံတကာကိုပြန်ဖာကြမှာဒါအစီအစဉ်ရဆအကုန်ရှိတာအဲ့တော့ပျော်နေပါနေတဲ့လူတွေကိုကျွန်တော်ကြည့်တာသူတို့မကြောက်ကြဘူးလားစက်သိမ်းမထကြဘူးလား ဒီကောင်တွေကပြည်သူကိုတတ်ဖို့ဝင်မလေးတဲ့ကောင်တွေဆိုတာမတိကြတာလားနော်ဒါကြောင့်မို့လို့ကျွန်တော်တို့နိုင်ငံဟာတနေ့တဲ့တနေ့ပိုဆိုးရွားတဲ့အချိန်ဖြစ်လာတဲ့အချိန်မှာပြည်သူမှနေတဲ့လူတွေအနေနဲ့မလုံနိုင်ဘူးလားမလုံပါနဲ့ရတယ်အတင်းအဓမ္မမခိုင်းဘူးဒါပေမဲ့လို့လုံနေတဲ့လူတွေအနောက်ရှက်ဖြစ်အောင်တော့မလုံပါနဲ့ရန်သူအားပြဖြစ်အောင်တော့ကိုယ့်ရဲ့လုံရကိုယ့်ရဲ့နေမှုထိုင်မှုတွေကမဖြစ်ပါစေနဲ့လို့အထူးညွတ်မြတ်တာရက်ခံပါ